ဒူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးတို့ရေမနေ့ကတုန်းကဒီကိယာထိကိုထိရမယ်လို့ကျွန်မပြောတယ်နော်ကိယာ168ပြန်ကြ तू ကတိရှိဆိုပြီးတော့ကြပြီးသွားတယ်နော်ညနေပိုင်းမှာတော့ရံခွက်ထဲကပါသွားတယ်နော်လေးရှိဆိုပြီးတော့အမျိုးတို့လည်းဒီဘက်မှာရတဲ့တောက်တော့ရပါတယ်နော်ပြီးတော့ဒီမှာဒီမပြောက်ပတ္တိဟာဆိုလို့ရှိရင် ရှင်းနေရတရှိဆိုပြီးတော့ပြီးစင်နေကိုးနေရကိုးလေးစင်နေပြီးတော့ဒီမနက်မှာပဲတရှိဆိုပြီးတော့ပြန်စင်နေနောက်တစ်ခါတရှိတစ်လုံးနဲ့ရှင်းလေးဆိုပြီးတော့ထပ်စင်နေနော်အဲ့ဒါဆိုတော့အမျိုးတို့တွေလည်းဒီဘက်မှာရတဲ့တောက်တော့ရပါတယ်နော်အဲ့ဒါပြီးတော့ဒီဘက်မှာဆိုရင်ကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဇာတို့ပတ်တီးရဲ့ကိုးတစ်လုံးပေးထားတာဖြစ်ပါတယ်ဒီကိုးတစ်လုံးဟာဆိုလို့ရှိရင်သူကအင်္ဂါနေ့မှာနော်အင်္ဂါနေ့မှာဆိုရင်သူက ိုးတလုံးမဲ့သူကရတာဖြစ်ပါတယ်နော်အင်္ဂါနေ့မှာသူကကိုးတလုံးနဲ့ပဲရတာဖြစ်ပါတယ်နော်ကိုးလေးဆိုပြီးဆင်းသွားပေးတယ်အဲ့တော့ကျမကမနေ့ကတုန်းကပြောတယ်ကျမရဲ့ဖွဲ့ဝင်တွေကိုကျမကနောက်ထပ်ဇာတို့ပတိတလုံး main or 3ခွက်ဒူ or 2ခွက်ကိုလက်ဆောင်ဖြစ်နေထပ်ပေးမယ်လို့ကျမအဖွဲ့ဝင်တွေကိုကျမပြောထားတာရှိပါတယ်နော်အဲ့တော့ကျမညတုန်းကကျမရဲ့ဖွဲ့ဝင်တွေကိုကျမနောက်ထပ်ထပ်ပြီးတော့ပို့ပေးတာကကြံ3ရက်မှာ ဇာရောပတ်ဒီရှစ်တလုံးဖြစ်ပါတယ်နော်အဲ့ရှစ်တလုံးဟာဆိုလို့ရှိရင်မနက်ဒီနေ့မနက်မှာပဲတရှိဆိုပြီးဆင်းပေးတယ်နော်ဒီညနေမှာပဲရှစ်လေးဆိုပြီးတော့ဒူမိန်နေရနေဆင်းပေးသွားတယ်နော်ဒါကကျမလက်ဆောင်ပေးတာဖြစ်ပါတယ်နော်ကျမရဲ့အဖွဲ့ဝင်တွေကိုကျမကခဏတလုံးကိုအစိုးရဆင်းသွားတဲ့အခါမှာနောက်တစ်ချိန်မှာအဲ့ဒီလိုမျိုးလက်ဆောင်ဖြစ်နေထပ်ပြီးတော့ဇာရောပတ်ဒီတလုံးမိန်အော်၃ွက်ဒူအော်၂ွက်ကိုလက်ဆောင်ဖြစ်နေထပ်ပြီးတော့ပေးတာဖြစ်ပါတယ်နော် အဲ့တော့ကျမပေးတဲ့ခဏမျိုးကိုကြိုက်နှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်နောက်ပတ်မှာအဖွဲဝင်လို့ရတယ်နော်အဲ့တော့ဒီဘက်မှာကျမရဲ့အဖွဲ့ဝင်တွေကနှစ်ရက်အတွင်းမှာပဲသူက၃ချိန်အောင်မြင်မှုကိုရရှိတယ်နော်အဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေရတယ်လို့နေ့တိုက်ကအမျိုးတွေလည်းရလိမ့်မယ်လို့ထင်ပါတယ်နော်ကျမလည်းအကောင်းဆုံးရှာဖွေပေးထားတယ်မျိုးတွေ အဲ့တော့မနက်ခံအတွက်ကိုကျွန်မပြပေးမယ်နော်ကိုရှိပေါင်းမယ်နော်ကိုရှိပေါင်းတော့ခွန်ခွန်ပါဝါနှစ် ုံးရဲ့နှက်ခတ်က3ညခုံးနှစ်3ညကသူကအနေလေးချူလိုက်မနော်လှုပ်နေလို့ခုံးနှစ်3ညကသူကကြည်နော်ဒီမနေ့ညမှာသူကဆင့်ပြရမယ်။ဘာဆင့်ပြလဲနှစ်3ဆိုတော့နှစ်တလုံးဆင့်ပြတယ်။အဲ့တော့ခုံးနဲ့ခုံးနဲ့ပေါင်းမှာခုံးခုံးပေါင်းတော့၄၄ပါဝါကို၄ရဲ့နှက်ခတ်က၄၄ကို၄က ဒီမနေ့ညမှာ तू ကဆင့်ပေးရမယ်။ဘာဆင့်ပေးလဲခွန်လေးဆိုတော့လေးတလုံးဆင့်ပေးတယ်။သုံးနဲ့သုံးညနဲ့ပေါက်မယ်။သုံးသုံးညပေါက်လို့ရှိရင်သုံးရတယ်နော်။သုံးရဲ့ပါဝါက၈၊သုံးရဲ့နှက်ခတ်က၅၊သုံးရှင်ကဒီမနေ့ညမှာ तू ကဆင့်ပေးရမယ်။ဘာဆင့်ပေးလဲ30ဆိုတော့သုံးတလုံးဆင့်ပေးတယ်။အဲ့တော့6နဲ့3နဲ့ပေါက်မယ်။6 3ပေါက်တော့9 ကိုပါဝါလီကိုရဲ့နှက်ခတ်က6ကိုလေး6ကဒီမနေ့ညမှာ तू ကဆင့်ပေးရမယ်။ဘာဆင့်ပေးလဲ6က16ဆိုတော့6တလုံးဆင့်ပေးတယ်။အဲ့တော့မနေ့ဖန်အတွက်နှက်ဖန်က8နဲ့8နဲ့ပေါင်းမယ်။8 8ပေါင်းတော့6 6ဘဝတည်6ရဲ့နှက်ခတ်က9 6တည်9ကမနက်ဖန်မှာ तू ကကီးဖြစ်ပါတယ်နော်အဲ့ဒါဆိုတော့ဒီဘက်ကအချင်းလေးတွေကြည့်အောင်နော် 6နှစ်ပေါင်းမယ်6နှစ်ပေါင်းတော့8 8ဘာဝါတော့ဒီနှစ်ရဲ့အတွင်းနော်အဲ့တော့ဒီမှာခင်းရောင်လေးထက်ချေထားတယ်နော်ဒီလိုပေါင်းမယ်နော်အပေါ်မှာအဝါတစ်ပိုင်းရှိတယ်အောက်မှာခင်းရောင်တစ်ပိုင်းရှိတယ်နော်အဲ့တော့အဝါနဲ့အဝါနဲ့ပေါင်းတယ်ဒီခင်းရောင်နဲ့ဒီလိုပေါင်းမယ်နော်နှစ်ခွန်ပေါင်းတော့ကိုကိုကိုနဲ့ပေါင်းမယ်ကိုကိုပေါင်းတော့8 8ပါဝါ3 8 3နော်ဟိုကဒီဘက်အချင်းတူတယ် ချင်းတူတော့ဗာဆင်းပြီးလေ9813 2363ဆိုပြီးတော့ရှစ်လဲဆင်းနဲ့သုံးလဲဆင်းနဲ့เนาะနောက်မျိုးဒီမှာလည်းအခုမှခရီးရပြန်လာလို့အမျိုးလိုကြီးမောင်းအောင်နေပြီအဲ့တော့93ပေါင်းမယ်93ပေါင်းတော့နှစ်နှစ်ပါဝါခွန်နှစ်ခွန်ကလည်းဒီနှစ်ရဲ့အတွင်းအဲ့တော့3နဲ့3နဲ့ပေါင်းတော့6 6ကို2နဲ့ပေါင်းမယ်6နှစ်ပေါင်းတော့8 8ပါဝါ3 ဒီဘက်ကနှစ်ခုံချင်းရပါဆင်းပြီလေခုံ9 3ညခုံဆိုတော့ခုံတလုံးဒီဘက်က3ရှိချင်းရပါဆင်းပြီလေဆိုတော့3 6 6ရှိဆိုတော့3ဝ8ကိုဆင်းပြီလေနော်အဲ့တော့ခုံ6ပေါင်းမယ်ခုံ6ပေါင်းတော့3 3ပါဝါ8 6ရှိပေါင်းတော့4 4ကို3ညနဲ့ပေါင်းတော့4 4ပါဝါ9နှစ်ရအတွင်းနော် နေအတွင်းဆိုတော့ तू က38ချိန်ရပါဆင့်ပြီလဲဆိုတော့30ဆိုတော့3တလုံးဆင်းတယ်ဒီဘက်ကခွန်း sorry နော်ဒီဘက်က6ကိုချိန်ရပါဆင့်ပြီလဲဆိုတော့ခွန်း6ဆိုတော့6တလုံးဆင်းတယ်အဲ့တော့ခွန်း9ပေါက်မှာခွန်း9ပေါက်တော့2နှစ်ပါဝါခွန်နှစ်ခွန်အချိန်နော်အဲဒီမှာတော့ဖြည့်ကြည့်လိုက်မျိုးလို့ရယ်နော် ဒါကျမလက်တော့ site တွေကိုရအောင်လို့အမျိုးတို့ပြပေးနေတာအကွက်ကလစ်ဆင်ပြီးတော့ဒါပြပေးတာနော်လက်တော့ site ကကဏ္ဍကိုဒီလိုဒီလိုခြထိုးပြောဒါနဲ့ဒါနဲ့ထိုးဆိုရင်ဒါအမျိုးလိုရအောင်เนาะနားလည်အောင်လို့ဒါပြပေးတာเนาะဒါလေးဖြည့်ကြည့်လိုက်ဒါဆိုတော့9 3ပေါင်းတော့8 8ပါဝါ3အဲ့တော့2ခုံချင်းရဗာဆင်ပေးလဲဆိုတော့2တိဆိုတော့2တလုံးဆင်တယ်ဒီဘက်က8 3ချင်းရဗာဆင်ပေးလဲ30ဆိုတော့3တလုံးဆင်တယ်အဲ့တော့4နဲ့3ညနဲ့ပေါင်းတော့4 လေးပါဝါကိုနှစ်ရက်အတွင်းနော်။သုံးညနဲ့တင့်နဲ့ပေါင်းတော့တတစ်ကိုသုံးနဲ့ပေါင်းတော့လေးလေးပါဝါကိုနော်ချိန်တူတယ်လေးကိုချိန်ရအချိန်တူတဲ့အတွက်ပါဆင်းပြီလဲနှစ်ကိုနှစ်လေးသုံးတလေးဆိုပြီးတော့သူကလေးရောကိုရောဆင်းပြီတယ်နော်အဲ့တော့နောက်တစ်ဘက်ဆက်ကြည့်မယ်။၆နှစ်ပေါင်းတော့၈ ချစ်ပါဝါတော့နေလေးပေါင်းတော့6 6ကို4နဲ့ပေါင်းမှာ6လေးပေါင်းတော့3ည3ညရဲ့ပါဝါက9နေရဲ့အတွင်းเนาะအဲ့တော့ဒီဘက်က8 8 3ချိန်ရပါဆင်းပြီလဲဆိုတော့8တေဆိုတော့8တလုံးဒီဘက်က3ည5ချိန်ရ6 5ဆိုတော့5တလုံးဆင်းတယ်အဲ့တော့မနက်ဖြန်အတွက် 66ပေါင်းမယ်နော်66ပေါင်းတော့နှစ်နှစ်ပါဝါ6 6လေးပေါင်းတော့3ည3ညကို8နဲ့ပေါင်းတော့8 8ပါဝါ3 8 3နော်ဒါမနက်ဖန်အတွက်အဲ့တော့ key ကအခုကျမှပြန်တည့်ပေးမယ်နော်အမျိုးလို key က6 1 9နော်မနက်ဖန်ဒါမျိုးတွေရှိမှရရှိထားတဲ့ဂဏန်းရှိရင်တော့ယူတော့နော် အဲ့ဒီမှာကျွန်မပတ်တိပေးမယ်ပတ်တိက6ရှစ်နော်6ရှစ်ဆိုတော့ကျွန်မခဏန်းလေးကဒီတခါတော့ main နေရန်နေတော့ထည့်မပြီးတော့ဘူးနော်အမျိုးတို့အမျိုးတို့ကြိုက်တဲ့ဟာကိုတင်းထိုးချောင်းနဲ့ဆိုတော့6နှစ်6ခွန်း6တုံး7နဲ့ဆိုတော့7နှစ် ရှိခွန်ရှိတော့နော်အဲ့တော့ကိုးနယ်လည်းကပ်ပေးမယ်ကိုးနယ်ဆိုတော့ကိုးနှင်းကိုးခွန်ကိုးတော့နော်ပြီးတော့ကိုးနယ်ရှင်းနယ်လည်းတို့ပေးဦးမယ်နော်ကိုရှိပြောက်ကွန်းနဲ့လိုင်းအဲ့လိုဆက်တိုက်လာတတ်တယ်เนาะအမျိုးတို့တတိထားအဲ့ဒါဆိုတော့ကျမဒီဘက်ကလက်တဲ့ဆိုင်ကရရှိထားတဲ့ခဏန်းဒီတွေဒါအမျိုးတို့ကြိုင်နေတဲ့ထဲတော့မကြိုင်နေမတော့เนาะ ဒါရတာလေးထည့်ပေးတာ69ရယ်ရယ်နော်ဒီနှစ်ကွက်ကတော့ဒါအမျိုးလိုရန်ကျင်လဲရန်နည်းနည်းတော့ထိုးနော်ဒါလေးတွေကတော့အမျိုးလိုကြိုက်တဲ့ကွက်ကိုတင်းထိုးနော်ပြီးတော့အားထိုးနော်မျိုးလိုအဲ့ဒါရတယ်နော်အဲ့တော့မျိုးလိုရမနက်ဖန်ကြာသာပတိ၁၀ရက်ကြာသာပတိမနက်ညဖြစ်ပါတယ်နော် ကျမတောက်ကြနေအတွက်ကိုကျမလိုက်လွှင့်ပြချင်မှလွှင့်ပြမယ်နော်ပို့လောက်ပဲတင်ပြရင်တင်ပြမယ်မနှက်ဖန်ကိုကျမတောင်ကြီးကိုသွားမှာဖြစ်ပါတယ်အဲ့တော့လမ်းမှာဆိုတော့အဆင်မပြေဘူးနော်အမျိုးတို့အဖွဲဝင်ခြင်းနဲ့အမျိုးတွေရှိလို့ရှိရင်တော့အဖွဲကိုဝင်ထားပါနော်အခုတည်းကနေပြီးတော့ကျမလှမ်းပြီးတော့အဖွဲခေါ်ပါတယ်အဖွဲဝင်ခြင်းနဲ့အမျိုးတွေကနောက်ဘက်မှာအဖွဲဝင်ခြင်းလို့ရှိရင်ဝင်ထားပြီးပါနော်ကျမတောင်ကြီးကိုသွားမှာဆိုတော့မနှက်ဖန်ကို နောက်တနေ့မနေ့လောက်မှသူကရောက်မှဖြစ်ပါတယ်နော်အဲ့တော့အဖွဲ့ဝင်ချင်းတဲ့အမျိုးတွေရှိရင်တော့အဖွဲ့ကိုကြိုဝင်ထားပါနော်တချို့ကလည်းဖုန်းနံပါတ်မသိဘူးနော်ညုံတော့မျိုးတို့ခဏလေးညီမလည်းအခုမှခကြီးတွေကတော့လာနေရတာမျိုးတို့ညီမမှာနော်မျိုးတို့အဖွဲဝင်ခြင်းနဲ့အမျိုးတွေရှိလို့ရှင်အဖွဲကိုကြိုဝင်ထားပါနော် ကျမကဇာတို့ပတိတလုံးမိန်အော်၃ကွယ်ဒူအော်၂ကွယ်နော်အဖွဲ့ဝင်ရင်းနဲ့ဆန္ဒရှိရင်တော့ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပါနော်အဲ့တော့ကျမပေးတဲ့ခဏန်းတလုံးဟာအစိုးကြီးဆင်းခဲ့လို့ရှိရင် နောက်တဲ့ချိန်မှာအခုလိုပဲဇာတို့တလုံးမိန်အော်၃ကွယ်ဒူအော်၂ကွယ်ကိုလက်ဆောင်ဖြစ်နဲ့ထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်နော်ဆန္ဒရှိရင်တော့ဝင်ထားနော်အဲ့တော့ခဏန်းများကိုကျမက တနင်္ဂနွေနေ့ည 9နှစ်ရနေစပြီးတော့ပြန်လည်းပို့ပေးမှာဖြစ်ပါတယ်စနေတဲ့နောက်မကြဘူးလို့အမခံပြထားပါတယ်နော်လူဟောက်နေရတော့တိပါတယ်တချို့လူတိတွေကြတော့9နှစ်ဆို9နှစ်မြောက်လို့ကျမရှိကိုမက်ဆေ့ချ်လှမ်းပို့တာနဲ့နော် ဖုန်းခေါ်တာနဲ့ရှိတယ်အဲ့တော့ကျမကလူကြီးကတယောက်တည်းမဟုတ်တဲ့အတွက်နည်းနည်းလေးတိခံပြပါနော်စနေတဲ့နောက်မကြဘူးလို့ကျမဘက်ကအမခံပြထားပါတယ်နော်ပြီးတော့တနင်္လာမနေ့စနေတိလက်ခံမှာဖြစ်ပါတယ်စနေနောက်ပိုင်းကိုတော့အဖွဲပိတ်ပါပြီနော်ဆန္ဒရှင်တို့စောစောစီစီလေးဝင်ထားစီခြင်းပါတယ် အနာကြမှာကပ်ပြီးဝင်တဲ့ခါကျတော့ကျမမှာလိုင်းတွေကကျက်တဲ့ခါကျမရောက်မှာဘူးအရင်ဆိုရင်ရတယ်နော်အဲ့တော့ဆန္ဒရှင်ကျမနဲ့ဆက်သွယ်ပေးပါနော်အဲ့ဒါဆိုရင်မနက်ဖြန်10ရက်ကြာသပတေးမနက်ညမှာလည်းအောင်မြင်မှုတွေကိုထပ်ခါတက်လေးလေးရရှိနိုင်ကြပါသေးနော်